episode 5ရဲ့အစမှာတော့အာစတာတယောက်နဲ့ဖန်ခံနေရကသင်စီယာကတော့တတိလွနေပြီးအကူကြီးတောင်းပို့ချလိုက်တဲ့ချိန်မှာတော့အာစတာတယောက်တောင်းသူ့ရဲ့အကြည့်တွေကိုကြည့်ပြီးတော့ကြောင်းသွားပါတယ်အာစတာတယောက်ကလည်းငားနေတဲ့တစ်ချိန်လုံးစဉ်းစားနေကသကလုံးသာတာပဲရှိတဲ့အရာတွေကိုယုံကြည်ခဲ့တဲ့အဲ့လိုမျိုးအရာတွေကမရှိချောင်းသိနေတာတောင်ပေါ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသင်စီယာနဲ့တတိပြန်ဝင်လာကအာစာကိုလွတ်ပေးဖို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့တစ်ဖက်ကနတ်တငယ်စစ်တီတွေကလည်းဒါကယုံရတဲ့လူသားတော်လို့ပြောလိုက်တဲ့ချိန်မှာတော့သင်စီယာကလည်းအာစာကအဲ့လိုလူမျိုးမဟုတ်ဘဲနဲ့သူ့ကိုတော့ခဲခဲ့တာဆိုပြီးပြောလိုက် က်ပါတယ်အဲ့ဒီချိန်မှာတော့နှစ်တငယ်စစ်တီတွေကလည်းဒီယုံညံတဲ့လူသားတော်ကဲတရုလုတ်ပြီးတော့အုံတော်ကိုပါဆွေးရောလိုက်တဲ့ခွင့်မရနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲရက်လိုက်တော့ဆိုတဲ့အတန်နဲ့သူဘိုးတော်တပွေကထွက်လာကဒီလူသားကိုချက်ချင်းလွတ်ပေးလိုက်လို့ပြောလိုက်တဲ့ချိန်မှာတော့နှစ်တငယ်စစ်တီတွေနဲ့သူမိကိုနာခံလိုက်ရပါတယ်အဲ့ဒီချိန်မှာတော့ထက်စီယာကလည်းအာဆာနာကိုသွားကအဆင်ပြေရဲ့လားအာဆာကလူဆိုးမဟုတ်ပါဘူးဆိုတော့ကိုအားလုံးကရက်ဆက်ကြတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဘိုးတော်ကလည်းပျောက်ဆုံးလေရဲ့မင်းသမီးလေးရဲ့အနာမရိုင်းဆိုင်တဲ့လူသားတယောက်ရှိနေတာတိတာတဲ့ကိစ္စပဲအဲ့ဒီနောက်သူကိုသူ့ငါကအ လျာနုတိုင်းပြည်ရဲ့ဘရင်ဟောင်းဗီရွန်ဆိုတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်အဲဒီအချိန်မှာတော့ထက်စီယာကလည်းဘိုးဘိုးလို့ခေါ်လိုက်တဲ့အချိန်မှာတော့ထက်စီယာကနှစ်တငယ်တိုင်းပြည်ရဲ့မင်းသမီးလေးဆိုတာကိုသိသွားပါတယ်အဲဒီနောက်ဗီရွန်ဆိုတဲ့ဘဲကြီးကလည်းထက်စီယာမင်းမပြောပြခဲ့ဘူးလားလို့ပြောလိုက်တော့ဟိုကလည်းဟုတ်သားပဲဆိုကပါပမမဆိုပြီးတော့ဘရင်နဲ့ဘရင်မလို့ထင်ရတဲ့လူစီကိုပြေးသွားပါတော့တယ်အဲဒီအချိန်မှာပဲဘရင်ကြီးကလည်းရိုင်းဆိုင်တဲ့လူသားကဘာလို့ဒီနားမှာရှိနေရလဲသူ့ကိုချက်ချင်းဖမ်းကြလို့ပြောတဲ့အချိန်မှာတော့ဗီရွန်ကလည်းငါတားလိုက်တာသူ့အနေနဲ့ထက်စီယာကိုခဲခဲ့တယ်ဆိုတာအတိအသားကြီးပဲဆိုပြီးပြောလိုက်ပါတယ်အဲဒီအချိန်မှာတော့ထက်စီယာက လည်းမရဘူးအာစကသူ့ရဲ့ခြေသူရှင်မှုလို့ဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်တက်စီယာကပဲတေချာလေးရဲတိုင်းမှာအဲခံမယ်ဆိုပြီးပြောလိုက်ခါတက်စီယာကအာစဟိုသွားခေါ်ပြီးရနောက်သူ့အဖေကညုံညင်နေတာကြောင့်ရရမလားဆိုပြီးတော့ဘီယန်ကြီးကိုညုံညင်တဲ့ပုံစံနဲ့တက်စီယာကပြောလိုက်တဲ့အချိန်မှာတော့ဘီယန်ကြီးတမတတ်နိုင်မဲနေပါတော့တယ်။အဲဒီအချိန်မှာတော့ဗီဒွန်ကလည်းကောင်းလေးတာပြီးလို့ရှိရင်မင်းပြောမဲ့စကားတွေကိုနားထောင်ရတာပေါ့ဆိုပြီးပြောလိုက်ပါတယ်။အဲဒီအချိန်မှာတော့အာစကလည်းပါလေဟာဒီဘဲကြီးရဲ့ဆွမ်းအားကထူးဆန်းလိုက်တာဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်အာစရဲ့လက်ကိုတက်စီယာကဆွဲတာကသူ့အနေနဲ့မြို့ထဲကိုသွားဖို့တက်ခေါ်လိုက်ပါ ်ပါတဲ့အာစာတယောက်ကတော့ဒီမျိုးကြီးကမိုက်တယ်ဟာဒါပေမဲ့စာအုပ်ထဲကဖတ်ထားတဲ့အတိုင်းလူသားတွေနဲ့နှစ်တငယ်တွေရဲ့အတိတ်ကစေဝဲကြောင့်အခုချိန်ဒီတော့မုန်းနေကြတော့မယ်ဒီလိုထူးခြားတဲ့မျိုးရဲ့မြင်ဝန်ကိုဒါမျိုးမျက်လုံးတွေနဲ့ချီးခံလိုက်မယ်လို့ထင်တော့မထင်သားဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အာစာကလည်းဒီဘက်ကလည်းတူတူပဲငါအနေနဲ့ထက်စီရအဲ့ဒီလိုမျက်လုံးတွေနဲ့ကြည့်လိုက်မယ်လို့မထင်သားခဲ့ဘူးငါနားမလည်နိုင်ဘူးကွာဆိုပြီးပြောလိုက်ခါသူရဲ့နားကျင်မှုကလည်းပြန်ခံစားရတာကြောင့်ငါဒီဟာကိုလည်းနားမလည်နိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်သူတို့လည်းရဲလိုက်တဲ့ကိုရောက်လာကအထင်းတော်တွေကိုမြင်တဲ့အခါမှာ ာတော့အထင်တော်တွေကလည်းပြန်လဲကြိုးဆိုပါတယ်။ထက်စီယာမင်းသမီးလေးတို့ပြောကထက်စီယာကလည်းအားစာကိုပါရင်လုပ်ပြီးရင်ကောင်းမလဲဆိုပြီးစဉ်းစားနေပါတယ်။အဲဒီအချိန်မှာတော့အားစာကလည်းအဆင်ပြေမယ်ဆိုလို့ရှိရင်ဖြစ်ခဲ့တဲ့ကိစ္စတွေကိုအရင်ပြောလိုက်မယ်လေဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်ထက်စီယာအနေနဲ့သူပြောမယ့်နေရာမှာရှိနေရအဆင်ပြေရတာလို့မြင်တော့ထက်စီယာကလည်းရတယ်ဘာမှမဖြစ်ဘူးလို့ပြောလိုက်ပါတယ်။ဒီနောက်အားစာတယောက်ကပဲမတ်တရက်နေတာကိုတွေ့တဲ့အချိန်မှာတော့အားစာကိုထိုင်ခိုင်းလိုက်ကသူ့အနေနဲ့တခါလေလက်ဖက်ရည်ပွဲပါပြန်ခိုင်းလိုက်ပါတယ်။အဲဒီနောက်ဘီယန်ကလည်းငါအနေနဲ့မင်းကိုထပ်ပြီးတော့မိတ်ဆက်ပြရသေးငါကအလျံတို့တိုင်းပြည်ရဲ့လက်ရှိဘီယန်ဖြစ် ြစ်တဲ့ FDN ဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်။အဲဒီနောက်ဟိုဘက်ကအမျိုးသမီးကတော့ထက်စီယာရဲ့အမေဖြစ်တဲ့ဘယင်မမယ်ရီရယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်ဗယ်ရွန်ကလည်းသူ့အနေနဲ့သူ့ကိုယ်ကိုယ်သူမိတ်ပြန်ဆက်လိုက်ပါတယ်။အဲဒီချိန်မှာပဲအာစာကသူ့ရဲ့နာမည်ကိုအာစာလီဗင်လို့မိတ်ဆက်လိုက်ပြီးတော့သူ့အနေနဲ့စပင်နိုင်ငံရဲ့နိုင်ကြတဲ့မျိုးလေးတခုမှမျိုးရေးဖလာကပုံမှန်ဆိုလို့ရှိရင်ဒါမျိုး FDN တွေရဲ့အရှိတော်မှမှခါးစားဝင်တော်ရမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်။အဲဒီချိန်မှာတော့ဗယင်ကလည်းအော်မင်းကနိုင်ကြတဲ့သူတွေလို့ဘယ်လိုပြောရမလဲဆိုတာကိုသိချသိန်ခံထားရတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ တယ်။အရင်နောက်သူအနေနဲ့ဓမြတွေတိုက်ခံရပြီးသူမိသားစုနဲ့ကွဲခဲ့တဲ့အကြောင်းကိုပြောပြလိုက်ခါအကုန်လုံးကလည်းအမှန်တရားတွေမဟုတ်ဘူးဆိုပြီးသူရဲ့စိတ်ထဲမှာပြောလိုက်ပါတယ်။အဲဒီလိုနဲ့ထက်စီယာမင်းသမီးလေးရဲ့အကြောင်းကိုပြောလိုက်တဲ့အချိန်မှာတော့လေဒီဦးကရုပ်ရည်ပြောင်းလဲသွားတယ်ဆိုပြီးပြောလိုက်ပါတယ်။ယင်ကြီးကလည်းဘာကျွန်းကုန်တယ်တွေဖန်သွားတာဟာလား။ထင်တဲ့အတိုင်းပဲအဲ့ဒီရိုင်းဆိုင်တဲ့လူသားတွေရဲ့လုပ်ရပေါ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့အာစာကလည်းကျွန်းကုန်တယ်ဆိုတာအလုတ်တစ်ခုသာဖြစ်ပြီးတော့လူသားမျိုးနွယ်စုမဟုတ်ချောင်းကိုပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဗီဒီယိုကမင်းအနေနဲ့ထက်စီယာကိုဘယ်လိုခဲ့ကြတာလဲအပေးယူလို့ခဲ့တာလားဒါမှ မဟုတ်ချမ်းသာပေးဖို့အတွက်တောင်းပန်ခဲ့တာလားလို့ပြောလိုက်တဲ့အချိန်မှာတော့အာစာကလည်းကျွန်တော်ကကလေးဆိုတာမှန်ပေမဲ့မှော်သုံးပြုသူလည်းဟုတ်ပါတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့မင်းနေနဲ့တိုက်ခိုက်ခဲ့တယ်လို့ပြောချင်လာလားဆိုပြီးတော့မေးလိုက်ပါတယ်။အဲဒီအချိန်မှာတော့နန်းတငယ်စစ်တီတွေကလည်းမင်းနေနဲ့တိုက်ခိုက်ခဲ့တယ်လို့ပြောချင်လာတာအချက်မရှိလိုက်တာဆိုပြီးတော့ဓာတ်ထုတ်လိုက်တဲ့အချိန်မှာတော့ဗီဒီယိုကဓာတ်တွေကိုပြန်သိမ်းလိုက်မင်းတို့ကနှခါမပြောဘူးဆိုပြီးပြောလိုက်ပါတယ်။အဲဒီအချိန်မှာတော့ထက်စီယာကလည်းဟုတ်တယ်သူတို့အနေနဲ့ငါ့ကိုရောင်းစားမယ်လို့ပြောစမ်းကြားလိုက်တယ်ဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်အာစာကလည်းသူ့အနေနဲ့မိသားစုနဲ့ကွဲခဲ့တာကြောင့်သူကိုစပင်နိုင်ငံကိုပြန်ပို့ပေးဖို့ဘီယန်ဂျီ းကိုတောင်းဆိုလိုက်တဲ့အချိန်မှာတော့ဗာလဲမင်းကသက်စီရကိုခဲခဲ့တဲ့ဆုလန်နေနဲ့တောင်းကျင်လာလားမင်းကငါတို့နှစ်တငယ်တွေလူသားတွေပလောင်မုံနေဆိုတာကိုလည်းသိရဲဒါပေမဲ့အဲ့ဒါကိုလူသားဖြစ်နေတဲ့မင်းကကျေးဇူးသက်ဖို့ပြောနေတာလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အာစတာကလည်းအဲ့ဒါကြောင့်မဲ့လူသားတွေကိုရိုင်းဆိုင်ဆိုပြီးတော့နှိမ့်ချခေါ်တဲ့နှစ်တငယ်တွေကလူသားတွေလို့ရိုင်းဆိုင်တဲ့အပြုမျိုးပြန်ပြီးတော့တုံ့ပြန်မယ်မထင်လို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်သူရဲ့ဖာသာကြီးကိုသက်စီရကကြည့်လိုက်တဲ့အချိန်မှာတော့ကောင်းပြီငါမင်းကိုပို့ပေးမယ်ဒါပေမဲ့ပြင်နိုင်ငံနဲ့ချိတ်ထားတဲ့အရာကိုရဖို့ဆိုလို့ရှင်တော့နောက်ထပ်၅နှစ်ကြာအောင်မယ်ဒါပေမဲ့မ င်းရင်ကလူသားတယောက်ဖြစ်နေတဲ့အတွက်အဲ့ဒီငါးနဲ့တွင်ငါမင်းကိုဒီမှာမထားနိုင်ဘူးငါ့ရဲ့စစ်တီတွေနဲ့တူငါမင်းကိုလိုက်ဖို့မယ်ဆိုပြီးပြောတဲ့အချိန်မှာပဲခြေစူးတင်ပါတယ်လို့ဆိုကသူရဲ့နာကျင်မှုကလည်းပြန်ပြီးတော့ခံစားလိုက်ရပါတယ်အဲ့ဒီနောက်အာစာနဲ့နာကျင်မှုကိုစတိုက်ခံစားနေရရင်မဲ့ပို့ဆိုးလာတယ်ထင်တယ်တယောက်ယောက်ခဲကြပါအောင်ဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာရေရွက်လိုက်ပါတယ်ညာနဲ့ရောက်တဲ့အချိန်မှာတော့သူ့ရဲ့နာကျင်မှုကလည်းအနေငယ်တသာတာကသူ့အနေနဲ့ဒီအကြောင်းရင်းကိုရှာမရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်သက်စီရောမိသားစုတွေတခုပြောနေရကိုတွေ့ရမှာပြပြီးတော့ရေနာရူနဲ့အဲလီစီယောဘေကင်ရလာသူတို့ကလွယ်လွယ်နဲ့တင်မာတော့မဟုတ်ပါ ါဘူးဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့အနေနဲ့ပြန်လာမယ်ဆိုလို့ရှိရင်သူ့ကိုရေရေမောမောနဲ့ပြန်ပြီးတော့ကြိုးစားနိုင်မှာမလားဆိုပြီးတွေးလိုက်ပါတယ်ဒီချိန်မှာပဲအာစာနဲ့ထွက်လာကအာစာဆိုတဲ့တန်နဲ့သူ့တက်စီအမင်းသမီးကြီးခေါ်လိုက်တဲ့အတန်ကိုတော့ကြားမှာဖြစ်ပါတယ်အဲဒီနောက်သူ့ရဲ့မိဘတွေရိုင်းပြခဲ့တဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်ဇာကလည်းအဲ့လိုဖြစ်တာကမင်းသမီးလေးကိုစိတ်ပူတယ်ဆိုတဲ့သဘောပဲမလားဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အလိုလိုက်ခံရတဲ့မင်းသမီးလေးတူတူအလိုဆက်ပြီးတော့လိုက်ခံလိုက်ပါဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အာစာမစနိုင်တော့ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့အနေနဲ့ပြန်ပြီးတော့သွားလို့ရှိရင်ရေရေမောမောနဲ့ ဲ့ပြန်ပြီးတော့ချိုးဆိုနိုင်ပါမလား။သူနဲ့ဝေးနေတဲ့အတွက်လည်းသူ့ကိုလွမ်းနေပါမလားဆိုပြီးတွေးနေရဆိုပြီးပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဓာမျိုးဒုက္ခရောက်ကောင်လုခဲ့တာကအာသာကိုယ်တိုင်ပဲမလို့ပါအဲ့ဒီချိန်မှာတော့ထက်စီယာမင်းသမီးလေးကလည်းတေချာပေါက်ရေရေမောမောနဲ့ချိုးဆိုပြီးလွမ်းနေမှာပေါ့။ငါတောင်းမရင်အာသာထွက်သွားတော့မယ်ဆိုတာကိုသိတော့တလောက်ကြီးကြံနေရဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ပိုးဆောင်ကျူးလေးလိုအကောင်လေးတွေထွက်လာတဲ့ချိန်မှာတော့အာသာကလည်းအဲ့ဒီယာတွေကိုကြည်က LS နဲ့ရေကိုမြင်ရောင်လိုက်ပါတယ်။အဲ့ဒီချိန်မှာတော့အာသာတယောက်ကလည်းအတိတ်ကိုပြန်တွေးလိုက်ကတောင်းမှန်ပါတယ်ထက်စီယာလို့ပြောလိုက် က်ပေမဲ့ဟိုကမချလိုက်တာကြောင့်ဘာမှမပြောဘဲနေလိုက်ပါတယ်။နှစ်ယောက်စလုံးကလည်းပန်းလေးတွေကိုကြည့်နေကအဲ့ဒီအချိန်မှာပဲဘဲကမန်းမတီးရတိုက်ခိုက်မှုစုံတွေကဝင်လာတာကြောင့်အာစာကလည်းအဲ့ဒီတိုက်ခိုက်မှုကိုအမြန်ဖမ်းလိုက်ခရုပ်ရည်တုံ့ပြန်လိုက်တဲ့အချိန်မှာတော့မင်္ဂလာပါဆိုတဲ့နှုတ်ဆက်တဲ့သူဗီဒီယိုကိုတွေ့မြင်မှာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတော့အာစာကလည်းခမရအနေနဲ့ခမရအမေကိုတတ်ဖို့လုပ်နေလာတာဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့ဗီဒီယိုကလည်းအဲ့လိုရမျိုးနဲ့လူသက်လူကြလို့လားဆိုပြီးတော့ပြန်ပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အာစာကလည်းသူ့လက်ထဲရအရာကိုကြိုက်တဲ့အချိန်မှာတော့ပန်းဝင်လေးတွေဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာတော့ဗီဒီယိုကလည်းမင်းအနေနဲ့ကုန်းတဲ့တွေကို တိုက်ခိုက်ခဲ့တယ်ဆိုတာအမှန်ပဲဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲမင်းသမီးတွေကလည်းအကွန်အနိုင်မကျင့်တဲ့ဆိုကပြုံပြောတဲ့အချိန်မှာတော့ဖီရွန်ကလည်းငါအနေနဲ့အနိုင်ကျင့်ဖို့တကူးတကတီကိုလာစရာလားအတော်ကြာမှစိတ်ဝင်စားတဲ့တက်ရှိနဲ့တွေ့လို့ဆိုပြီးတော့ပြောလိုက်ခါသူ့ကိုဓာပေးပြီးတော့တိုက်ခိုက်ဖို့ပြောလိုက်ပါတယ်အဲဒီနောက်တိုက်ခိုက်မှုတွေကိုရှော့ချတယ်ဖို့အတွက်မန္တာသုံးမိမယ်နဲ့ဒီထက်ပိုပြီးတော့လူနေကအယမ်းမြန်နေတာကိုတော့တွေ့မြင်ပါပြီပါတယ်အဲဒီအချိန်မှာပဲအလစ်ကိုဝန်တိုက်ပြီးဆိုကသူ့အနေနဲ့ဓာနဲ့ထိုးလိုက်ပြီးမယ်လေဟိုကဓာကိုထိုးလိုက်တဲ့အချိန်မှာတော့ဓာစာလေးက ဒစီယာကိုသွားထိမှာဆိုလို့အားစနေနဲ့ကာကွယ်ပေးလိုက်ပါတယ်အဒီနောက်သူ့ရဲ့မန္တာတွေကိုတုံကဝင်ပြီးတော့တိုက်ခိုက်လိုက်တဲ့အချိန်မှာပဲအဖိုကြီးကကာလိုက်ခသူကလည်းသူ့အနေနဲ့တတ်မရမယ်ဆိုကသူ့ရဲ့ကောင်းကိုတက်ပြီးတော့နိုင်ရတဲ့ပုံစံမျိုးလုပ်လိုက်ပါတယ်အဒီနောက်နောက်တစ်ချီတိုက်ဖို့အတွက်လုပ်လိုက်ပြီမဲလက်တော်ပြီးအနိုင်ကျင်တာတော်ပြီးဆိုပြီးပြောလိုက်ပါတယ်အဒီနောက်ဟိုကလည်းသူ့အနေနဲ့အလျှော့ပေးလိုက်လို့ရှိရင်ဟိုကငါ့ကိုပြန်နိုင်ကျင်သွားလိမ့်မယ်ဆိုပြီးတော့ဒစီယာကိုပြန်ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့အာစာကလည်းဗီရွန်စီကနေအဲ့လိုချီချူးခံရတာသူ့အနေနဲ့ဂုဏ်ယူပါတယ်လို့ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့မင်းအနေနဲ့ဂုဏ် ီလို့ရှင်ရဲ့ငါရဲ့တပည့်ဖြစ်လာလိုက်ဆိုပြီးပြောလိုက်ပါတယ်အာစာကလည်းနောက်နေတဲ့ထင်ကကျွန်တော်အနေနဲ့ကျွန်တော်ရဲ့မိဘတွေကိုပေးကင်းကြောင်းပြောအောင်မယ်လို့ပြောလိုက်တဲ့အချိန်မှာတော့မင်းအနေနဲ့မင်းရဲ့မိဘတွေကိုပေးကင်းကြောင်းပြောပြီးလို့ရှင်ရဲ့ငါစီမှာတပည့်ဖြစ်ခံယူမှာလားလို့မေးလိုက်ပါတယ်အဲဒီအချိန်မှာပဲရုတ်တရက်အာစာရဲ့မန္တာခိုးကနာလာကတကယ်ပဲမင်းကမန္တာပီစ်ရဲ့ဆန္ဒကိုလက်ခံထားရတာပဲမင်းအနေနဲ့ငါတပည့်ဖြစ်လာလိုက်အဲ့လိုမှမဟုတ်ရင်မင်းတည်နေမယ်လို့ပြောလိုက်တဲ့အချိန်မှာပဲ episode 5လေးကလည်းဒီမှာနေဆုံးသက်သွားပါတယ်